မန္တလေးမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနဲ့ပတ်သက်ပြီးတော့ NASA ကထုတ်ပြန်လိုက်ပါတယ်ငလင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုတွေကိုဂျိုဒုအချက်လက်တွေနဲ့ထုတ်ပြန်လိုက်ပါတယ်ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ NASA ရဲ့ Jet Propulsion Laboratory မှာသုတေသီလေးဟာ Radar နဲ့ Applicate ဂျိုဒုမြန်မာအချက်လက်တွေကိုသုံးပြီးမြေပြင်ပြောင်းရွေ့မှုကိုလေ့လာခဲ့ပါတယ်အခုပါတဲ့မြေပေါ်မှာအနီရောင်အဆက်မများဟာမြောက်ဘက် ရွေရှားမှုကိုညွှန်ပြပြီးအပြောင်းအလဲဆက်တွေဟာတောင်ဘက်စီရွေရှားမှုကိုပြသွားတယ်။ဂျိုရု၃ခုမှအချက်လက်တွေကိုတောင်းပြီး ARIA ဖွဲ့ဟာငလင်းကြောင့်မြေပြင်ရွေရှားမှုခံမှန်းချက်ကိုခြေရခံတွက်ချက်ပါတယ်။မတ်28ငလင်းကြောင့်မြေမျက်နှာပြင်အကြောင်းဟာအရှိန်950ကီလိုမီတာ342မိုင်ရှိပြီးမန္တလေးမြို့မြောက်ဘက်မှနေပြည်တော်တောင်ဘက်ထိရှိခဲ့လို့မှတ်တမ်းအရအရှိဆုံးအကြောင်းဖြစ်ပါတယ်။ တခြားသစ်ပ္ပမညာရှင်တွေရဲ့ပနာမအခွဲချမ်းစိတ်ဖြာချက်အရာရှည်လွန်းခြင်းဖြင့်ရှားပါတဲ့စူပါရှီယာငလင်ဖြစ်နေတယ်လို့သုံးသပ်ကြပါတယ်စူပါရှီယာငလင်ဆိုတာဟာပြည့်၍မြင့်တဲ့ပြင်တစ်လျှောက်ငလင်တန်ခမ်းလိုက် SW ထအရှိပုံများပြီးစုံနဘုံနဲ့ဆင်တူပါတယ်စုံနဘုံဆိုတာဟာအတန်ထက်မြန်တဲ့အတန်စွမ်းရည်ကြီးမျိုးနဲ့ပျက်စီးစေခြင်းဖြစ်ပါတယ်မလ28နှစ်ကမြန်မာနိုင်ငံမှာ register scale 9.9ဆင်းရှိငလင်းလှုပ်ခဲ့ပြီး7မိနစ်ကြာမှာ ပြင်အား6.9ငလင်တခုထက်လောက်ပါတယ်။စကမ်းပြည့်ရွှေရဲ့အနက်10ကီလိုမီတာ6မိုင်မှာစတင်လှုပ်ခတ်ခဲ့တဲ့အတွက်ငလင်ဘူကြက်နေရှိအဆောင်တွေဟာပြင်းထန်စွာထိခိုက်သွားတာပါ။ပြောရမယ်ဆိုရင်တော့ငလင်ဟာအပေါ်ရံမြေလောက်ရှက်ပြီးလှုပ်ခတ်သွားတဲ့အတွက်ကြောင့်တိုက်တာအုံရဲ့မြောက်များပြိုကျပျက်စီးသွားတာဖြစ်ပါလိမ့်။လူထိခိုက်သေးဆုံးရံများပြခဲ့တာဖြစ်ပါလေ။အရှေ့တောင်ဘက်ကီလိုမီတာ1000မိုင်600ခန့်အကွာမှာရှိတဲ့ဘန်ကောက်မြို့တော်ထိပါရိုက်ခတ်ခဲ့ပါတယ်။ နှစ်ပတ်ကျော်လာတည်တိုင်အောင်အကျင့်တရားကြောင့်လှုပ်နေရာအင်းအားအဆင့်ငါးကျော်တဲ့ငလင်းတွေပါလှုပ်ခတ်တဲ့အခြေအနေပါရှိပါတယ်လက်ရှိလည်းလှုပ်ခတ်နေထားပဲဖြစ်ပါတယ်ဒါအပြင်ငလင်းကြောင်းအယောဒီမြကြောပြောင်းနေတယ်လို့ဒေတာခန်တွေကပြောပါတယ်ရင်ကအဲ့ဒီလောက်မသိတာပဲမဲ့အခုငလင်းပြီးပုံမူတည်တည်သာသာပြောင်းလဲတော့ပါတယ်မြေပြင်ပုံမှန်ကတော့မြင့်မြင့်မို့လို့မသိတာပဲမဲ့မြေကျမ်းပြင်အောက်ဘက်ကတော့မမြင်ရနိုင်ပါဘူးအခုပြောင်းလာတဲ့ မြစ်ကြောအရဆိုရင်မန္တလေးနဲ့အင်းဝါကရေအောက်ရောက်သွားနိုင်တယ်ဆိုပါတယ်အခုမေယာသည်ရေမတက်သေးပါဘူးမောဟသည်ရေတက်လာရင်မန္တလေးရဲ့အမရပူရာနဲ့အင်းဝါစကားအဆက်ကရေအောက်ရောက်သွားနိုင်ပါတယ်ဒုထဝတီရဲ့မြစ်ကြောကိုပါလေးလာနေတယ်ဆိုပါတယ်ဒီမြစ်ကြောသာပြောင်းခဲ့ရင်အမြန်လန်းတစ်လျှောက်ရုတ်တရက်မြေနေစင်းလာနဲ့ရုတ်တရက်ရေကြီးတာတွေဖြစ်လာနိုင်ပါတယ်အကွေးတိုင်းတွေကပွင့်ဖြူပဲမှာလဲရေမြုပ်နိုင်ပါတယ်ကလင်ကြောလေးလာတဲ့ဘူမိပညာရှင်တွေကမြေကြီးကိုလေးလာပေမဲ့မြစ်ကြောကိုတော့ လေ့လာတာရှားပါတယ်။မြစ်ဟာနှွေမှုလို့မကြောက်ရသေးပေမဲ့မိုးတတော်ပြင်ဆင်သင့်ပါတယ်။ခုကတည်းကစပြင်းတော့မှမိုးဥအကျစောတဲ့အတွက်ရက်90လောက်သာအချိန်ရှိပါတယ်။မြစ်လက်တဲ့မြစ်လေပိုင်းနဲ့မြောက်ပိုင်းမှာရှိတဲ့မြို့ရွာနဲ့ဒေသခံတွေကိုပြောင်းရွှေ့တင်တယ်လို့ဆိုပါတယ်။အခုဒီဘုံဘာပါနဲ့လမ်းကြောင်းပြောင်းသွားတဲ့မြေသားကိုမြစ်အောက်မှာလို့တွေးကြည့်လိုက်ပါ။အခုလက်ရှိရေလမ်းကြောင်းသွားလာရင်မှလည်းလမ်းအစ်ထွင်နေရတာမျိုးတွေရှိလာပြီလို့ဆိုကြပါတယ်။ တေဂျာရာကတော့ငလင်းလှုပ်ခတ်ခြင်းရဲ့နောက်ဆက်တွဲကတော့မြေသားပြော့မှုတွေဖြစ်လာနိုင်ပါတယ်။မြေသားပြော့သွားတဲ့အတွက်ကြောင့်ငလင်းကြီးလှုပ်ခတ်သွားတဲ့ဒေသတွေမှာငလင်းကြောပေါ်မှာရှိတဲ့မြို့ရွာတွေမှာအဆောင်ကြီးကြီးမားမားစောက်ဖို့ကတော့တေချာသုံးသပ်ဖို့လိုပါတယ်။ငလင်းကြောင်းနောက်ဆက်တွဲဖြစ်ပေါ်တဲ့မြေကြီးအရေးဖြစ်ခြင်းအန္တရာယ်ကိုရှေ့ရှုရပါမယ်။ ငလင်သေးရင်တော့အကြောင်းမဟုတ်ပေမဲ့အင်အား9.9မကနီယူရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာတော့စကားပြောစရာတွေဖြစ်လာပါတယ်။ AB 73နဲ့ညနေ6:00နာရီရှိမြန်မာနဲ့ထိုင်းနိုင်ငံမိုးလေဝသဌာနမြန်မာတင်ပြထားတဲ့ငလင်ပြင်းအားတွေစူးစီးပြီးဇယားဂရက်ဆွဲကြည့်ထားပါတယ်။မက်ဒီလာမျိုးအနီးမှာအင်အား9.9ရှိတဲ့ငလင်တစ်ခုလုံခဲ့တဲ့နှစ်ရက်ကလှုပ်ခတ်ခဲ့ခြင်းကြောင့်အရင်ရက်တွေထက်အမြင့်ပြင်းအားအနေငယ်ပြောင်းမြင့်တက်ခဲ့ပေမဲ့ ရန်မြပြင်ရကတော့ကြာသွားပါလေ။အင်အားတင့်တင့်ငလင်တစ်ကြိမ်လှုပ်ခဲ့ပေမဲ့ကြံငလင်တွေအာရောခဲ့ခြင်းကြောင့်ပါ။လက်ရှိလှုပ်နေတဲ့ငလင်အလုံးဟာအဖရာရှော့လို့ခေါ်တဲ့နောက်ဆက်တွဲငလင်ငယ်တွေဖြစ်ပြီးမြေပုံမှာအလီအောင်နဲ့ပေါ်ပြထားတဲ့ပြည့်၍လမ်းကြောင်းတစ်လျှောက်လားနဲ့ချီလှုပ်နေအောင်မှာဖြစ်ပါလေ။နောက်ဆက်တွဲငလင်တွေဟာမူလငလင်ကြီးလောက်အင်အားမကြီးလာနိုင်ပါဘူး။ရေတိုးချိန်တွင်းမှာငလင်လှုပ်မှောင်ကိုဘယ်သူမှအတိအကျမသိနိုင်တဲ့အတွက် ခံမဲ့ပြောဆိုမှုအားလုံးဟာအမှန်မဟုတ်ကြောင်းကိုလည်းလက်ခံဖို့လိုအပ်ပါလေဒီနေ့မှာတော့ငလင်ကြောင်းနောက်ဆက်တွဲဖြစ်ရတဲ့မြေသားပြော့ခြင်းတနည်းအားဖြင့်မြေကြီးအရေးဖြစ်ခြင်းကြောင်းကို ပြောပြချင်ပါလေငလင်လောက်ခတ်ခြင်းကြောင့်အဆောင်တွေတင်းဆောင်ပြိုကျခြင်းဟာငလင်ကြောင်းဖြစ်ရတယ်လို့မြေသားပြော့ပြီးတော့မြေကျုံဝင်သွားခြင်းကြောင့်လည်းဖြစ်ပါလေရင်းနဲ့ယုံတော့နေတဲ့သဲမြီဟာငလင်ကြောင်းရုတ်တရက် နှုံးမြေဖြစ်ခိတ္တပြောင်းလဲသွားပြီးတော့မြေသားပြော့သွားခြင်းမှာအဲ့ဒီခါမှာတော့မြေပြော့ဟာအဆောက်အုံတွေရဲ့လေးကျိန်ဖိအားကိုမခံနိုင်ပဲမြေကျုံပြီးတော့အဆောက်အုံတွေရိုင်းလဲကုန်ပါလေပုံမှန်အားဖြင့်သဲမြေနှုံးမြေနဲ့ရှင်စည်းမြေဆိုပြီးမြေမျိုးစာသုံးမျိုးရှိတဲ့ကြောင့်ကိုသိပ်မသိငန်းစာမှာလက်တွေ့တင်ကြပါတယ်တဲမီဟာရေစားတူညီတဲ့မြေသားကြောက်သားလေးနဲ့ပအဝင်ဖွဲ့စည်းထားပြီးတော့ အဲ့ဒီဂျာနီယာလက်တွေမှာရှိသေးလည်းရှိပါတယ်ပုံမှန်အားဖြင့်ကြောက်သားမှုတွေဟာအချင်းချင်းပုမှုအားနဲ့တွန်းကန်ထားလို့ညီမာတဲ့သဘောရှိပြီးအဆောင်အုံတွေလည်းတိဆောက်ထားနိုင်ပါတယ်ဒါပေမဲ့ငလင်းလောက်ခတ်လိုက်တဲ့အခါမှာညီဆိုင်ကြောက်သားမှုတွေဟာလှုပ်ခါရန်သွားပြီးအထိုင်ပြတ်သွားပါတယ်ရေတွေဟာလည်းနှိချလိုက်တယ်လို့ညီပေါ်ဆန်တက်လာပါတယ်အဲ့ဒီခါမှာမြေကြီးအေးဖြစ်ခြင်းအတွင်ပြောင်းလဲပြီးတနည်းအားဖြင့်နှုံးမြေပုံစံဖြစ်ပြီးတော့အဆောင်အုံတွေ ြုံဝင်သွားပါတော့တယ်။မြင်းသားကန်းစက်တွေမှာသဲမှာပေါ်ရေလောင်းပြီးခြေထောက်နဲ့ဖိလှုပ်ရှားခြင်းရင်နှုံးမြေအတွင်ပြောင်းပြီးတော့ခြေထောက်ကိုသဲပြန်ဖုံးသွားပါတယ်။တနည်းအားဖြင့်ခြေထောက်ကြုံဝင်သွားတာသတိပြုမိပါပါ။အခုငလင်းလှုပ်ပြီးသွားတဲ့အခါမှာလည်းမြင်းသားချောင်းကြီးရေကန်နာကအဆောင်တွေဟာမြေပြော့သွားနေတာဂရုပြုသင့်ပါတယ်အထူးသဖြင့်ငလင်ဒေသမှာရှိတဲ့အယောင်တွေမြေကျောင်းတစ်လျှောက်မြေနီးနားမှာတိဆောက်ထားတဲ့အဆောင်တွေ သတိထားသင့်တာဖြစ်ပါတယ်မိမိနေထိုင်ရာအဆောက်အုံကြက်ခိုင်မှုနဲ့မြေသားစစ်ဆေးခြင်းနဲ့ပြုလုပ်ပြင်ဆင်ထားသင့်ပါတယ်ဒီလိုနေရာတွေမှာပြိုလဲသွားတဲ့အဆောက်အုံတွေကိုပြန်တည်ဆောက်မယ်ဆိုရင်မြေသားပြော့နိုင်ခြင်းကိုအဓိကပြန်သုံးသပ်ဖို့လိုပါတယ်ကျွမ်းကျင်တဲ့ engineer တွေနဲ့တေးကြတိုင်ပင်ရပါမယ်ငလင်ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်တဲ့တဲ့မြေကြီးရေဖြစ်ခြင်းအန္တရာယ်ရှေ့ရှုရပါမယ်ဒီလိုပညာရှင်တွေနဲ့စနစ်တကျ သုံးသက်ရလက်ထွက်ပေါ်မှာသာတီဆောင်မဲ့အဆောက်အဝင်ရဲ့အရွယ်စားနဲ့ဖောင်ဒေးရှင်းကိုသတ်မှတ်တင်ပါလေဖြည့်ရှင်းနည်းများစွာတဲ့ကတစ်ခုကတော့မြေချင်းတူမှုတဲ့ကကြောက်စစ်တွေကို၄တော့ခွက်နဲ့စနစ်တကျဖြည့်သွင်းပြီးအင်္ဂလိပ်ကန်ညင်ပါတတိနာလဲတဲ့ပညာရှင်တွေအင်ဂျင်နီယာတွေက စနစ်တကျသတ်မှတ်ပေးနိုင်ပါလေ